တက်သမ1 10ရဲ့နံပါတ်3နံပါတ်4နံပါတ်5နံပါတ်6နံပါတ်9လေးကိုဆရာဒီ record လေးလုပ်ပြီးတော့အာတင်ပေးလိုက်ပါတယ်ဆိုတော့ပထမဦးဆုံးအနေနဲ့နံပါတ်3လေးကိုကြည့်ရအောင်ပါနံပါတ်3ရဲ့မေကွန်လေးဟာဆိုရင်အောက်ပါတို့ကိုဥပစင်တီမီတာတို့ပြောင်းပါဆိုပြီးတော့မေကွန်ကမေးထားပါတယ် ဆိုတဲ့အခါမှာကုဗမီတာကိုပြောင်းဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်တွေက d unit ဒီဆက်သွယ်ချက်နှစ်ခုကိုသိရမှာဖြစ်ပါတယ်ပထမဆက်သွယ်ချက်လေးကနော်အဲကုဗမီတာကုဗစင်တီမီတာဆိုတာ cm ကျူဖြစ်ပါတယ် cm power 3ပေါ့နော်စင်တီမီတာကျူလို့ခေါ်တဲ့သူကို1လီတာညီမြချင်း1000စင်တီမီတာကျူဖြစ်ပါတယ်โอเคအဲ့ဆိုတော့ အဲ့တော့ဆရာတို့ကဒီမှာ1လီတာက1000စင်တီမီတာကျူဆိုရင်2လီတာအတွက်ကိုလိုချင်ရင်အဲ1000နဲ့မြောက်လိုက်တော့2000စင်တီမီတာကျူဆိုပြီးတော့ရမှာဖြစ်ပါတယ်ကာကြီးရအဲ့တခုကကြတော့1မီလီလီတာမှာ1စင်တီမီတာကျူ1ဆိုရင်1ပဲ1မီလီလီတာဆိုရင်1စင်တီမီတာကျူအဲ့တော့650မီလီလီတာဆိုတော့650စင်တီမီတာကျူဖြစ်ပါတယ် အဲ့ဒါကနံပါတ်ကငယ်3လီတာ55မီလီလီတာ3လီတာဆိုတာကနော်ဆယ်တော့စင်တီမီတာကျူပြောင်းမယ်ဆိုလို့ရှိရင်1လီတာက1000ဆိုတော့3လီတာဆိုတော့3000ပေါ့နော်1000နဲ့မြောက်လိုက်တော့3000ဖြစ်သွားမယ်55မီလီလီတာကကျတော့1 1မီလီလီတာဆိုရင်1စင်တီမီတာကျူမလို့55မီလီလီတာဆိုတော့55စင်တီမီတာကျူ3000နဲ့55ပေါင်းလိုက်တော့3055 င်တီမီတာကျုဆိုပြီးတော့ရမှာဖြစ်ပါတယ်နောက်တစ်ခုကကြတော့စနစ်လီတာက5မီလီလီတာโอเคစနစ်လီတာကိုစင်တီမီတာကျုကျောင်းကျင်တဲ့အခါမှာကုဘစင်တီမီတာကျောင်းကျင်တဲ့အခါမှာဗာနဲ့မြောက်တထောင်နဲ့မြောက်တော့စနစ်နဲ့တထောင်နဲ့မြောက်လိုက်မယ်5မီလီလီတာက5စင်တီမီတာကျုပါပဲတထောင်နဲ့မြောက်တော့1000နဲ့5စင်တီမီတာကျုပေါင်းလိုက်တော့1200က င်တီမီတာကျုဆိုပြီးရောရမှာဖြစ်ပါဒါနံပါတ်3ပါအဲ့တော့ခုနံပါတ်4ကိုသွားရအောင်နံပါတ်4ကကျတော့ပြောင်းပြန်ပါပေးထားတာကစင်တီမီတာကျုပေးထားမှာဖြစ်ပြီးတော့ဆရာပြောင်းရမှာကလီတာနဲ့မီလီလီတာကိုပြောင်းရမှာဖြစ်ပါတယ်အဲ့ကျတော့ပြောင်းပြန်သိရမယ်တစ်ထောင်မှာ1လီတာတစ်ထောင်စင်တီမီတာကျုမှာ1လီတာ တထောင်ပြည့်ရေ1လီတာပြောင်းရမယ်တထောင်မပြည့်ဘူးဆိုလို့ရှိရင်တော့10စင်တီမီတာကျုဆိုရင်တော့1မီလီလီတာဖြစ်မှာဖြစ်တယ်ဆိုတော့နံပါတ်ကာကြီးကိုကြည့်ရအောင်ပေးထားတာက530စင်တီမီတာကျု530 cm ကျုဆိုတဲ့အခါမှာတထောင်မပြည့်တဲ့အခါမှာလီတာပြောင်းလို့မရတဲ့အခါမှာမီလီလီတာပဲပြောင်းလို့ရမှာဖြစ်ပါတယ်အဲကြောင့်မလို့10စင်တီမီတာကျုက 1မီလီလီတာမို့လို့မရ30စင်တီမီတာကျော်ရလေမရ30မီလီလီတာဖြစ်ပါတယ်။ခါကွေး1025စင်တီမီတာကျူအဲ့ဆို1000ပြည့်ပါတယ်။ဟုတ်ပြီအဲ့ဆိုရင်ဆက်1000စင်တီမီတာကျူနဲ့25စင်တီမီတာကျူဆိုပြီးတော့နှမျိုးခွဲလိုက်မှာဖြစ်ပါတယ်။အဲ့လိုခွဲလိုက်ပြီးတော့1000စင်တီမီတာကျူဆိုတာက1လီတာဖြစ်သွားမှာဖြစ်ပါတယ်။1000စင်တီမီတာကျူက1လီတာဖြစ်သွားပြီးတော့ 25စင်တီမီတာကျော်တော့25မီလီလီတာဖြစ်သွားမှာဖြစ်ပါတယ်။အားတစ်ခုသွားရအောင်2015စင်တီမီတာကျူ2015စင်တီမီတာကျူ2015နဲ့25နဲ့ခွဲလိုက်ပါမယ်။2015စင်တီမီတာကျူက5လီတာဖြစ်ပြီးတော့25စင်တီမီတာကျူကတော့25မီလီလီတာဖြစ်ပါတယ်။အားတစ်ခုက13000 90စင်တီမီတာကျူ13000စင် ်1300နဲ့80ခွဲလိုက်ပါမယ်1300စင်တီမီတာကျုပ်ဆိုတာက13လီတာဖြစ်ပြီးတော့80စင်တီမီတာကျုပ်ဆိုတာကတော့80မီလီလီတာဖြစ်ပါတယ်ဒါကတော့နံပါတ်4ပုံစံလေးဖြစ်ပါတယ်နံပါတ်5ပုံစံကြည့်ရအောင်ပါအဘငါပုံစံလေးကိုမိကုံးလေးဖတ်ကြည့်မယ်။စာအုပ်တော့ OE ဒူးတယ်ဒီ480စင်တီမီတာကျိုးရှိ အုပ်၏အလျားသည်20စင်တီမီတာ အနံသည်20စင်တီမီတာဖြစ်သောထိုစာအုပ်၏အထူးကိုရှာပါဟုတ်ပြီအဲ့ဆိုရင်တော့ဒုတယ်မှာဆိုလို့ရှိရင်ဒုတယ်ရဲ့ပုံသေးနည်းကဘာဘာလဲဆိုရင်အလျား အမြောက်အနံအမြောက်အမြင့်ဖြစ်ပါတယ်ဒါလေးကိုမှတ်ထားပေးပါဒီအားလုံးပဲပြန်ပြောကြည့်ပါအောင်တစ်ချက်ဒုတယ်ရဲ့ပုံသေးနည်းလေးကဘာလဲဒုတယ်ရဲ့ပုံသေးနည်းလေးကအလျား အမြောက်အနံအမြောက်အမြင့်ဖြစ်ပါတယ် โอเคအဲ့ဒီခါမှာဒီပေါ့ဒီမေကွန်းထဲမှာဆိုလို့ရှိရင်ဘာပေးထားလဲလို့ကြည်ဘာပေးထားလဲဆိုတော့တစ်ချက်ကြည်ရအောင်ဒူးတယ်ပေးမထားဘူးလားပေးထားတယ်ပြီးလို့ရှိရင်အလျားပေးမထားဘူးလားပေးထားတယ်အနံပေးမထားဘူးလားပေးထားတယ်ဘာရှားမယ်ဆိုရင်စာအုပ်ဤအထူးကိုရှားမှာဖြစ်ပါတယ်အထူးဆိုတာကတနည်းအားဖြင့်ပြောမယ်ဆိုရင်အမြင့်နဲ့အတူတူပါပဲเนาะမှတ်ထားပါအထူးဆိုတာအမြင့်နဲ့အတူတူပါပဲ ကျွန်တော်ဆက်တော့နေပြီးတော့ပုံသင်ဒီလေးကိုရေးလိုက်တယ်အလျားအမြောက်အနယ်အမြောက်အမြင့်ဤကွယ်ဒူတယ်โอเคအဲ့တော့အလျားရဲ့နေရာမှာပါစားသွင်းပါလေ30 cm အစားသွင်းလိုက်မယ်အနယ်ရဲ့နေရာမှာပါစားသွင်းပါလေ30 cm အစားသွင်းတယ်အမြင့်ရဲ့နေရာမှာပါစားသွင်းပါလေအမြင့်ကအထူကိုရှာပေးရမှာအမြင့်ဆိုတာအထူပါပဲဒီနေရာမှာပုံစံအရာ အပြည့်လို့မရေးချင်ဘူးအထူးလို့ရေးမယ်ဆိုလို့ရှိရင်လည်းမှတ်ပါတယ်ဒုတဲ့ရဲ့နေရာမှာကမိခိုးထဲမှာဒုတဲ့ပေးထားတယ်ဘယ်လောက်လဲ180စင်တီမီတာကျုပ်ဖြစ်ပါအဲဒါတော့မြောက်မယ်20နဲ့17နဲ့မြောက်တော့240စင်တီမီတာစကွဲရမှာဖြစ်ပါတယ်နော်ဒီမှာ20နဲ့17နဲ့မြောက်တော့240ဒီမှာစင်တီမီတာစင်တီမီတာနှစ်ခါမြောက်တော့စင်တီမီတာစကွဲရမှာဖြစ်ပါ တော့ရှားမှာအမြင့်မို့လို့အမြင့်ကိုပြန်ရေးလိုက်တယ်သူ့တွေကတော့480စင်တီမီတာကျူဖြစ်ပါတယ်အမြင့်ကိုလိုချင်တဲ့အခါမှာ340စင်တီမီတာစကွဲကဒီဘက်မှာလာပြီးတော့မြောက်ထားတာဆိုတော့ဒီဘက်ကိုသွားမယ်ဆိုလို့ရှင်လာပြီးတော့စားရမှာဖြစ်ပါတယ်အဲ့ဒါမို့480စင်တီမီတာကျူကို340စင်တီမီတာစကွဲနဲ့စားမှာဖြစ်ပါတယ်ပြီးတော့အာ480ကို240နဲ့စားတော့200မှာဖြစ်ပါတယ် ซนติเมตรจุ๋อเซนติเมตรสแควร์เนี่ยซะတော့โอเคเนาะဒီမှာဒီမှာဒီမှာနှစ်ခုနဲ့ဒီမှာကနှစ်ခုနဲ့ကျေွားတော့ဒီပေါ်မှာတစ်ခုလည်းပဲကျန်တော့မှာစင်တီမီတာပဲကျန်တော့မှာဖြစ်ပါတယ်။အဲဒါကြောင့်အပြင်ကတော့2စင်တီမီတာဆိုပြီးတော့ရတာဖြစ်ပါတယ်။အဲဆိုရင်ကိုကအဖြေလေးအဖြေလေးတက်လိုက်မယ်။ထို့ကြောင့်စာအုပ် E အထူးညီများချင်း2စင်တီမီတာဆိုပြီးတော့အဖြေလေးတက်ပေးလိုက်ပါမယ်။ Okay အဲ့ဒါခု number 6ကလေးကို ကြည့်ရအောင်ပါနံပါတ်6မေကွန်လေးကရေကန်တကန်သည်9မီတာရှည်၍35စင်တီမီတာကျယ်သည်ကျယ်ပြီးတော့1မီတာလက်သောထိုရေကန်တွင်ရေတူးတဲ့လီတာပေါင်းညီမြဝင်ဆန့်တနည်းဆိုပြီးတော့မေကွန်မေးလိုက်တာဖြစ်ပါတယ်ဟုတ်ပြီအဲ့ဆိုရင်ဒီမေကွန်မှာပေးထားတာကဘာပေးထားလဲဆိုလို့ရှိရင်9မီတာရှည်တယ်ဆိုပြီးတော့ပေးထားတယ် 25စင်တီမီတာရှည်တယ်ကျဲတယ်ဆိုပေးထားတယ်1မီတာနက်တယ်ဆိုပြီးတော့ပေးထားတယ်ပြီးလို့ရှိရင်အဲ့အာကိုဆိုတော့ဘာရှာမလဲရေဤဒုတယ်ကိုရှာပေးရမှာဒုတယ်ကိုဘာနဲ့ပြရမှာလဲဆိုလီတာနဲ့ပြရမှာဖြစ်ပါတယ်โอเคเนาะဒုတယ်ကိုလီတာနဲ့လည်းပြရမှာဖြစ်ပါတယ်ဒီနေရာမှာမေကွန်းကလှည့်လိုက်တာပေါ့နော်မေကွန်းကလှည့်ရလေကဘာလေးလဲဆိုရင်တိရမှာကဘာတိရမှာလဲဆိုရင် အရှိဆိုတာကအလျားကိုပြောတာဖြစ်ပြီးတော့အကျယ်ဆိုတာကအနံကိုပြောတာပါအနက်ဆိုတာကအမြင့်ကိုပြောတာပါအဲကြောင့်မို့ဆိုတော့ပေးချက်လေးရေးလိုက်မယ်အရှိအရှိဆိုတာအလျားနဲ့အတူတူပဲဘယ်လောက်ပေးထားလဲ9မီတာပေးထားပါအဲ့ဒါကိုဆက်လို့ကယူနစ်တရားတူလားမတူဘူးဒီမှာမီတာဖြစ်လိုက်စင်တီမီတာဖြစ်လိုက်မီတာဖြစ်လိုက်မီတာနဲ့စင်တီမီတာမတူတဲ့အခါမှာတွက်လို့မရပါ ိုးလို့အဲ့တော့ကစင်တီမီတာအားလုံးတူသွားအောင်ကြောင်းပေးလိုက်မယ်โอเค5မီတာကနေစင်တီမီတာကြောင်းလိုက်တော့900စင်တီမီတာပါအဲ့ဒါကိုပေါင်းကိုလှေကလေးပုံစံလေးသုံးပြီးတော့စဉ်းစားလို့ရပါတယ်အခုကအကျယ်အကျယ်ဆိုတာအနယ်နဲ့အတူတူပဲပေးထားတာက25စင်တီမီတာအဲ့လိုပြောင်းပြောင်းပြောင်းမှလည်း25ဆက်ဆက်ပြီးတော့ပြောင်းမှလည်းစင်တီမီတာဆိုတော့25စင်တီမီတာဖြစ်ပြီးသားကြီးမို့လို့အမှပြောင်းစရာ လို့တော့ပါဘူးနောက်တစ်ခုကအန်ဒက်အန်ဒက်ဆိုတာအမြင့်နဲ့အတူတူပါပဲပေးထားတာ1မီတာလို့ပေးထားတယ်โอเค1မီတာကိုစင်တီမီတာပြောင်းတော့200စင်တီမီတာဖြစ်ပါတယ်လိုချင်တာကဒူတယ်ဒူရဲ့ပုံသေးလေးရပါလေဒူရဲ့ပုံသေးလေးရအလျာအမြောင်အနံအမြောင်အမြင့်ဒါပု္ပ္ပာအရာအရှည်အမြောင်အကျယ်အမြောင်အနက်ဆိုပြီးတော့ရေးလဲရပါတယ်တကယ်လို့မဟုတ်ဘူးအလျာအမြောင်အနံအမြောင်အမြင့်ရေးလဲရပါတယ် เนาะအဲဆရာတော်ပု္ပ္ပာအရာပဲရေးလိုက်ပါတယ်တူတယ်ပြမြခြင်းအရှိအမြောက်အကျေအမြောက်အနက်ဖြစ်ပါတယ်အရှိက900စင်တီမီတာမို့လို့900စင်တီမီတာရေးလိုက်တယ်အကျေက25စင်တီမီတာအနက်က100စင်တီမီတာပြောက်လိုက်တော့ဥစေရာထောင်းတောင်းတိန်တက်โอเค25 နှစ်နှစ်တန်းထဲမှာငါးသိန်းရပါတယ် Okay နှစ်နှစ်တန်းထဲငါးသိန်းစင်တီမီတာကျုဖြစ်ပါတယ် Okay ဒီနေ့ဆရာတော်မပြီးသေးပါဘူးအဲ့ဒီစင်တီမီတာကျုကိုဘာပြောင်းပေးရမလဲလီတာပြောင်းပေးရမှာဖြစ်ပါတယ်အခါမှာဆရာတော်ဒီနံပါတ်1ဒီနံပါတ်1မှာတော့ကတွက်ခဲတဲ့ပုံစံတိုင်းစင်တီမီတာကိုလီတာပြောင်းကြည့်လို့ရှိရင်ဘာလဲစားပါလဲဆိုတော့1000လေးစားပါဖြစ်ပါထားပါနော်စင်တီမီတာကို လီတာပြောင်းချင်ရင်တစ်ထောင်နဲ့စားရမယ်။ဒါကြတော့တန်တန်း၅သိန်းကိုတစ်ထောင်စားလိုက်တော့1500လီတာဆိုပြီးတော့ရရှိလာဖြစ်ပါတယ်။ဒါစင်တီမီတာကနေလီတာပြောင်းစင်တီမီတာကျုကနေလီတာပြောင်းတဲ့နီးပါနံပါတ်3 4မှာတွက်ခဲ့ပါတယ်။ Okay ။နောက်တစ်ခုကြောက်ရအောင်နံပါတ်နံပါတ်ခုံကတော့ ငါလမွေငါလမွေဖဲရေကံသည်တင့်မီတာရှည်၍35စင်တီမီတာကျယ်ပြီး30စင်တီမီတာလက်သောကံအတွင်းရှိရေတူးတွေကို လီတာဖြင့်ဟောပြပါတယ်။ Okay ဒီမေးခွန်းမှာလဲဆရာတို့ကြည့်လိုက်တဲ့အခါမှာနော် ဝမ်မီတာရှည်တယ်အရှည်ပေးထားတယ်အရှည်ဆိုတာအလျားလို့သိရမယ်25စင်တီမီတာကျယ်တယ်ကျယ်တယ်ဆိုတာအနယ်လို့သိရမယ်20စင်တီမီတာနက်တော့နက်တယ်ဆိုတာကအမြင့်ကိုသိအမြင့်လို့သိထားရမယ်ရှာပြရမှာကရေဤဒုတယ်ကိုရှာမယ်ဘာနဲ့ပြရမှာလဲလီတာနဲ့ပြခုနကနံပါတ်6ပုံစံနဲ့ဒူဒူပါပဲပေါ့နော် ပြထားတဲ့ကနန်းတွေပဲ꿰သွားမှာအဲ့တော့ရေးလိုက်ပြီအရှေ့အရှေ့ဆိုတာအလယ်ရာ1မီတာစင်တီမီတာပြောင်းတော့100စင်တီမီတာအကျယ်အကျယ်25စင်တီမီတာစင်တီမီတာဖြစ်ပြီးသားကြီးမို့လို့စင်တီမီတာထပ်ပြောင်းစရာမလိုတော့ဘူးအနက်ကလည်း20စင်တီမီတာစင်တီမီတာဖြစ်ပြီးသားကြီးမို့လို့ထပ်ပြောင်းစရာမလိုတော့ကဲအဲ့တော့ကဲအတွင်းရှိရေအီဒူတဲ့ကိုရှာမယ်ဒူတဲ့ကိုဒူတဲ့ရဲ့ပုံသေးတိကအလယ်ရာအမြောက်အနက်အမြောက်အမြင့်ဖြစ်ပါတယ် ဥစ္စာအရာအရှိအမြောက်အကျယ်အမြောက်အနက်ဆိုပြီးတော့ပေးလိုက်ပါတယ်အရှိက100စင်တီမီတာအကျယ်က25စင်တီမီတာအနက်က20စင်တီမီတာဖြစ်ပါတယ်ကြောက်လိုက်တော့5000စင်တီမီတာကျူပါအဲ့ဒီ5000စင်တီမီတာကျူရတဲ့အခါမှာလီတာပြောင်းမယ်1000နဲ့စာ90လီတာဆိုပြီးရရှိမှာဖြစ်ပါတယ်ဟုတ်ပါပြီအဲ့လိုလို့ရှိရင်ဒီနေ့အခက်တဲ့ဆဲတော့